ကျွန်တော်ပေါ့ညောစီကိုအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် share လုပ်ပေးခြင်းနဲ့စလုံးလေးကတော့လူဝင်ဆက်နဲ့လူရဝင်နဲ့ဆိုတာကိုကိုရီးယားလိုဘယ်လိုပြောမလဲဆိုတာညောပေးခြင်းပါလေကျွန်တော်တို့မြန်မာတွေမှာပေးသွားတာလူတီများတဲ့သူအဆက်အွယ်များတဲ့သူမျိုးနှစ်နှစ်ဆက်ဆက်ရှိတဲ့သူမျိုးဆို လူရဝင်နဲ့လူဝင်ဆက်နဲ့လို့အသုံးကြတယ်မလားတတိထားရမှာက နေရာကငန်းဆက်ငန်းဆက်လူတင်ရွယ်လောက်တာနဲ့မတူဘူးเนาะ အဲ့ဒီနေရာမှာတုံးလို့မရပါဘူးကောင်းတဲ့ဆက်သွယ်များတဲ့သူမျိုးလူရဝန်တဲ့သူမျိုးကိုသာတုံးပါတယ် okay ဘယ်လိုပြောမလဲဆိုရင်ဘာဒီနော့တာလို့တုံးပါတယ်ဒါလိုက်ဘာသာပြန်ရင်တော့ဘာဆိုတာကခြေတော့နော့တာကခြေတာခြေတော့ခြေတာမဟုတ်ပါဘူးဆိုလိုတဲ့အဓိပ္ပာယ်ကအပေါင်းအသင်းစတယ်လို့ဖြစ်ပါတယ်ဥပမာပြောရရင်ကျဲချင်းကတော့ဘာဒီနော့ဘောစောအော်တီရွန်ကာတူ အာနုစာရမီမနာယောဂျေချင်းကုနဘာရီနောဘောဆောအော်တီရိုကာတိုအာနုစာရမီမနာယောကျွန်တော်တငယ်ချင်းကအပေါင်းသင်းဆန်းတာကြောင့်ဘဲသွားတာတည်တဲ့သူများတယ်ဒီတော့ဒီဗီဒီယိုလေးကတော့တော့ပါပဲလာရောက်ကြည့်ရှုပေးကြတဲ့အရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျာ